နိုဝင်ဘာလ6ရက်နေ့သာရဘုရားကိုမျောလင်းတော်သူတို့မူကားအားပြေကြလိမ့်မည်။ဟေရှာယအနာဂတိကျမ်းခန်းကြီး40ခန်းငယ်37ကျွန်တော်ပေါ်ရင်သခင်ယေရှုကဲဝင်သည့်နေ့မှစ၍ဘဝတည်တွင်နေထိုင်ရသကဲ့သို့အတွေ့အကြုံကိုခံစားရပါတယ်။လူတယောက်ဒီ4ကားကားမောင်းလာရင်နဲ့နိုင်ကုလက်တနေရာတွင်ဘာဖြစ်မှမသိကားထိုးရသွားလိမ့်မည်။ကားဆက်ဖုံးဖွင့်ပြီးတော့ဘာဖြစ်သည်ကိုနားလည်ရန်စူးစမ်းနေစဉ်ကားကြီးလာနေသည်ကိုတွေ့သည့်ဖြစ်လက်ဝေးရန်ပြီးတော့အကူအညီတောင်းလိုက်လေသည် ထိုလိန်ခွန်းကားတဲ့ကြီးထံမှာအရက်ရှိရှိနဲ့နှစ်လိုပဲကောင်းသည့်လူတယောက်ဆင်းလာပြီးတော့ဘာဖြစ်တာလဲပြောမေးလိုက်ရဖိုကားပိုင်ရှင်ကကျွန်တော်ဖိုကားကဘာဖြစ်မှန်းမသိဘူးမောင်းလို့လည်းမရတော့ဘူးဖြေကြလေသည်ထိုလူစိမ်းမှာကားအင်ဂျင်အားဟို၌ဒီ၌လောက်ပြီးနောက်ကားဆန်းနှိုးကြည့်ပြလို့ပြောလေသည်ကားပိုင်ရှင်ကဆန်းနှိုးကြည့်အားဆန်းနှိုးသွားပြီးအားရဝမ်းသာကြပြည့်မိမိကိုမိမိမိတ်ဆက်ရင်ခမည်းနာမည်လေးတိပြရသေးဘူးမြစ်တရရက်ခံလေသည်ထိုကားလူစိမ်းက င်နရီဖို့ပါဗျာဟုဖြေလိုက်တယ်။ဖို့ကားကိုတီထွင်သူနေဖြစ်လေကားကိုလဲပက်ရန်ကောင်းကောင်းတည်ပြီးဖြစ်ပါတယ်။ထိုနည်းသူဖျားခင်ဒီတင်းနဲ့ကျွန်ုပ်ကိုဖန်ဆင်းထားရာဖျားခင်တပားတဲ့တာတင်းနဲ့ကျွန်ုပ်ဘဝမြည်တို့လဲပက်ရမည်ကိုကောင်းကောင်းကြီးသိပါတခင်ယေရှုမပါလေကျွန်တော်တို့ဘဝဒုက္ခရောက်မြီမှာအသေးစားဖြစ်ပြီးတော့တခင်ယေရှုထိမ့်ချုပ်ထားလေအဆအဆရဲ့ချုံးဝင်ပြီးဖြစ်ပါတယ်တခင်ယေရှုမပါလေဘယ်ရမျှလှုပ်ဆောင်နိုင်စွမ်းမရှိပဲယနေ့အတွက်ဆုတောင်းခြင်းအဖဖခင် မကြာခဏကျွန်တော်မိတဲ့တာကဖျားလိုက်ခင်ကိုအချွေးမဲ့ဥဆောင်စေဖို့ဆိုတာဖြစ်ပြီးတော့ကျွန်တော်ရဲ့ခွန်အားနဲ့လိုအပ်ချက်တွေအတွက်အရှင်ကိုလုံးဝမိကိုဖို့တွင်တင်ဆုံးမတော်မူပါအာမင်ဟုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုယေရှုအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလေတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုယေရှုအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ